မြောက်ကလပါနှစ်ချင်းခရီးရန်အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်တမန်တော်ဝုဒ္ဓအခန်းကြီး16အငယ်1မှ40ထိုးနောက်မှပောလူသည်ဒေရဘေမြို့နှင့်လုတရမြို့သို့ရောက်လေ၏လုတရမြို့၌တိမောသေအမိရှိသောတပည့်တော်တယောက်ရှိ၏သူ၏အမိကယုံကြည်သောယုဒမိမဖြစ်၏အဘကဟီလတလူဖြစ်၏ ထိုသူသည်လௌတရံမြို့ဤကောနီမျိုး၌ရှိသောညီအကိုတို့တွင်အတရီရှိသောသူဖြစ်၏ပေါလုသည် ထိုသူကိုခေါ်ခြင်းငါအလိုရှိ၍သူ၏အဘသည်ဟေလတလူဖြစ်သည်ကို ထိုအရတ်တို့၌ရှိသော ယူဒလူအပေါင်းတို့သည် သိတော်ကြအရေးပြားလှီးခြင်းကို သူအားပေးလေ၏ ူတို့သည်မြို့များကိုရှောက်သွားစဉ်တွင်ယေရုရှလင်မြို့၌နေသောတမန်တော်တို့နှင့်သင်းအုပ်တို့သည်စီရင်သော ပြည့်ညတ်တို့ကို အသင်းများကျင့်ဆောင်ဖို့ရာ အပ်ပေးကြ၏ထို့သူအသင်းတော်တို့သည်ယုံကြည်ခြင်း၌တည်ကြည်မြဲမြံသည်ဖြစ်၍အရေးအတွက်အားဖြင့်တစ်နေ့ထက်တစ်နေ့တိုးပွားများပြားကြ၏ဖြူကိပြီဂလာတိပြီကိုရှောက်သွားပြီးမှအ အာရှိပြည်၌နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှာတန်ရှင်သောဝိညာဉ်တော်သည်မြစ်တာတော်မူသည်ဖြင့်မုတိပြည်သို့ရောက်၍ပြီးတုံပြည်သို့တွားမီပြုကြစဉ်ဝိညာဉ်တော်သည် အခွင့်ပေးတော်မမူသောကြောင့်မုတိပြည်အနားမှာရှောက်၍တရောမြို့သို့ရောက်ကြ၏ ညအခါပေါ်လူတီဗျာဒိယူပါယုံကိုမြင်ရ၍မာကီဒေါနီလူတယောက်ကမာကီဒေါနီပြည်သူကူးပါငါတို့ကိုမစားပါဟုရက်လျက်တောင်းပန်၏ထိုဗျာဒိယူပါယုံကိုမြင်ရလျှင်မာကီဒေါနီပြည်၌ဧဝံဂေလိတရားကိုဟောစီခြင်းငါသခင်ဖျားသည်ငါတို့ကိုခေါ်တော်မူသည်ဟုငါတို့သဘောကျသဖြင့်ထိုပြည်သူသွားခြင်းငါချက်ချင်းရှာကြံကြ၏ထို့ကြောင့်တရောမျိုးမှ သင်မောလွှင့်၍တာမောတရက်ကျွန်းသို့တက်တက်သွားသဖြင့်နက်ပြန်နေ၌နာပေါလိမြို့သို့ရောက်ကြ၏ထိုမြို့မှထွက်ပြန်လင်မင်းမှုလွတ်သောမြို့ဒီဟုသောမာကီဒေါနီပြည်တပိုင်းကိုအစိုးရသောဖိလစ်ပိမြို့သို့ရောက်၍ကာလအတန်အရာနေကြ၏ ဥပုံနေ၌ငါတို့သည်မြို့ပြင်သို့ထွက်လင်ပတ္ထနာဇရက်ရှိတက်ရာမျက်နာသို့တွား၍ထိုင်ပြီးမှထိုအရက်၌စီဝေသောမိမတို့အားဟောပြောကြ၏ထိုအခါနီမောင်းသောအထယ်အလေးကိုရောင်းသော ွာတိရဲမြို့သူလူတိအမိရှိသောမိမတယောက်သည်ဖျားသခင်ကိုကိုးကွယ်သောသူဖြစ်၍တရားနာစဉ်တွင်ပေါလုဟောပြောသောအရာကိုမှုဝဲစည်းကပ်စေခြင်းငှာသူ၏စိတ်နှလုံးကိုသခင်ဖျားဖွင့်တော်မူ၏ထိုမိမသည်အိမ်သူအိမ်သားတို့နှင့်တကွဗတ္တိဇံကိုခံပြီးမှကျမသည် သခင်ဖျား၌အမှန်ယုံကြည်သည်ကိုသင်တို့သည်ထင်မှတ်လျင်ကျမအိမ်သူဝင်၍နေကြပါဟုတောင်းပန်လျက်ငါတို့ကိုအနိုင်သွေးဆောင်လေ၏ ထိုနောက်မှငါတို့သည် ပထနာဇရက်တို့သွားစဉ်တွင်နှဝံဖြစ်၍အနာဂတ်ကိုဟောသည်ဖြင့်မိမိသခင်တို့အားစီးပွားများကိုပြုတ်တတ်သောမိမ့်ငယ်တယောက်သည်ငါတို့ကိုစီးကြိုလေ၏ထိုမိမ့်ငယ်သည်ပေါလုနှင့်ငါတို့နောက်သို့လိုက်၍ဤသူတို့ကအကျွတ်တရားလမ်းကိုငါတို့အားဟောပြောပြတတ်သော အမြင့်ဆုံးသောဘုရားသခင်၏ကျွန်းဖြစ်ကြ၏ဟုဟစ်ကြော်လေ၏ ထိုသူအဖန်များစွာပြုသောကြောင့်ပေါလုသည်စိတ်မသာလျက်လှဲ့ကြည့်၍တင်သည် သူ၏အထဲမှထွက်သွားလောယေရှုခရစ်၏နာမတော်ကိုအမိပြု၍ငါအမိန်ရှိ၏ဟု ထိုနတ်ကိုဆိုသောခဏချင်းတွင်နတ်သည်ထွက်သွား၏သူ၏သခင်တို့သည်နောက်တပံစီးပွားဖြစ်လိမ့်မည်ဟုမျှော်လင့်စရာအကြောင်းမရှိသည်ကိုသိမြင်လျင်ပေါလုနှင့်တိလာတို့ကိုဖမ်းဆီးဆွဲငင်၍ယုံတော်သို့ ပို့ကြ၏ စစ်ကဲမင်းထံသို့ရောက်သောအခါဤသူတို့သည် ယူဒလူဖြစ်လျက်ငါတို့မြို့ကိုနှောက်ရက်တက်ပါ၏ယောမလူဖြစ်သောငါတို့သည် မခံမယူမကြက်အပ်သောဘာသာထုံးတမ်းများကို ဟောပြောတွင်တင်တက်ပါ၏ဟုရှောက်ဆိုကြလျင်စုဝေသောလူတို့သည် သူတို့တစ်ဖက်၌တပြိုင်နက်ထကြ၏စစ်ကဲမင်းတို့လည်းသူတို့၏အဝတ်ကိုချွတ်၍ကြိမ်လုံးနှင့်ရိုက်စေခြင်းငှာစီရင်ကြ၏ ရိုက်၍ဒဏ်ချက်များရှိပြီးမှလုံခြုံစွာစောင့်စည်းဟုထောင်မူးကိုမှားလိုက်၍ထောင်ထဲမှလောင်ထားကြ၏ထို့သို့မှားလိုက်သည့်အတိုင်းထောင်မူးသည်အတွင်းထောင်ထဲမှလောင်၍ထိတ်ခတ်လျက်ထား၏တကောင်အချိန်၌ပေါ်လူနှင့်တိလာတို့သည်ပတနာပြု၍ဖျားသခင်ကိုချီးမွမ်းလျက်တိချင်းဆိုလေ၏ ထောင်ထဲမှာနှောင်ဖွဲ့ခြင်းကို ခံရသောသူတို့သည်နားထောင်ကြ၏ထိုခဏချင်းတွင်မြေကြီးသည် ပြင်းစွာလှုပ်သောကြောင့်ထောင်ချေရင်းလဲလှုပ်ရှား၏တကားရှိသမျှတို့သည်ချက်ချင်းပွင့်၍လူအပေါင်းတို့သည်နှောင်ဖွဲ့ခြင်းနှင့်လွတ်ကြ၏ထောင်မူးသည် နိုး၍ထောင်တကားများပွင့်လျက်ရှိသည်ကိုမြင်လျင်နှောင်ဖွဲ့ခြင်းကို ခံရသောသူတို့သည် ထွက်ပြေးကြပြီဟုထင်မှတ်သည်နှင့်ဓာတ်ကိုအိမ်မှဆွဲထုတ်၍ကိုအသက်ကိုတတ်မီပြုလေ၏ ပေါလုကလည်းကိုကိုအပြစ်မပြုနှင့်ငါတို့အပေါင်းသည်ရှိကြ၏ဟုချီးသောအတန်နှင့်ဟိ၍ပြောဆို၏။ထောင်မူးသည်ညှိထွန်းသောမိကို တောင်းပြီးမှ ပြေးဝင်၍ပေါလုနှင့်တိလာတို့၏ခြေရင်း၌တုန်လှုပ်လျက် ပြက်ဝတ်လေ၏။သူတို့ကိုပြင်သို့ထုတ်ပြီးလျင်လဲသခင်တို့အကျွန်ုပ်သည်ကဲ့တင်ခြင်းသို့ရောက်အံ့သောငါအဘယ်သို့ပြုရပါမည်နည်းဟုမေးလျှောက်လေ၏။ ထိုသူတို့ကလည်းသခင်ယေရှုခရစ်ကိုယုံကြည်လောယုံကြည်ရင်သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည်ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက် ထိုသူမှဆ၍သူ၏အိမ်၌ရှိသည်မသောသူတို့အားသခင်ဖျား၏နှုတ်ကပတ်တရားတော်ကို ဟောကြ၏ထိုညထိုအချိန်၌၌ပင် ထောင်မိုးသည်ပေါလုနှင့်တိလာတို့ကိုယူ၍ဒဏ်ချက်ရာများကို စေကြောပြီးလျှင်မိမိလူအပေါင်းတို့နှင့်တကွဗတ္တိဇံကိုချက်ချင်းခံလေ၏ ဂျပန်ပေါ်လူနေတီလာတို့ကိုမိမိအိမ်သို့ခေါ်ပင့်ပြီးမှ သူတို့ကိုလှုပ်ကြွေး၍ဖျားသခင်ကိုယုံကြည်လျက်အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွဝမ်းမြောက်ခြင်းသို့ရောက်လေ၏။နနက်ရောက်သောအခါစစ်ကဲတို့သည်ယုံလူလင်တို့ကိုဆေလွတ်၍ ်ထိုလူတို့ကိုလွတ်စေဟုမှားလိုက်ကြ၏ထိုစကားကို ထောင်မူသည်ပေါလုအားကြားပြော၍ကိုတော်တို့ကိုလွတ်စေခြင်းငါစစ်ကဲတို့သည်ဆေးလွတ်ကြပါပြီထို့ကြောင့်ယခုထွက်၍ညင်ဝတ်စွာကြွသွားတော်မူကြပါဟုရှောက်လျင်ပေါလုကယောမလူဖြစ်သောငါတို့ကိုဓမ္မသက်အတိုင်းမစီရင်ဘဲလျက်စစ်ကဲတို့သည်ထင်ရှားစွာရိုက်၍ထောင်ထဲမှလှောင်ထားပြီးမှ တိတ်ဆိတ်စွာနှင်ထုတ်ကြမည်လောထို့သောမပြုသင့် ကိုယ်တိုင်လာ၍ငါတို့ကိုနှုတ်ယူကြစေဟုယုံလူလင်တို့အားပြောဆို၏ထိုစကားကိုယုံလူလင်တို့သည်စစ်ကဲတို့အားကြားလျှောက်၍ပေါလုနှင့်တိလာတို့သည်ယောမလူဖြစ်ကြောင်းကိုစစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ချင်းသူရောက်၍ကိုယ်တိုင်လာပြီးလင် ချော့မော်သောစကားနှင့် သူတို့ကိုနှုတ်ယူ၍ထိုမြို့မှထွက်သွားပါမည်အကြောင်းတောင်းပန်ကြ၏ထိုအခါပေါလုနှင့်တိလာတို့သည် ထောင်မှထွက်၍လူဒီအိမ်သို့ဝင်သည်ဖြင့်ညီအကိုများကိုတွေ့မြင်၍တက်တာစီပြီးမှ ထွက်သွားကြ၏ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ thank you ဖျားသည်ကောင်းမြတ်တော်မူ၍ဂယုဏတော်အစဉ်မြဲတည်သောကြောင့်ဂုံကျေးဇူးတော်ကိုချီးမွမ်းပါ၏။သာသမီတို့ရဲ့နေ့စဉ်သက်ရှင်ခြင်းများ၌ဖျားရဲ့ကောင်းမြတ်ခြင်းဂယုဏကို ခံစားရသည်သာမကသာသမီတို့ရဲ့ခက်ခဲတဲ့အခြေအနေတွေထဲမှပင်လင်ဖျားခင်သည်သာသမီတို့ကိုလမ်းပြပို့ဆောင်ရရှိသောကြောင့်ကျေးဇူးတင်ပါတယ်။ မိတို့တို့အချိန်တွေထဲ၌သာသမီတို့ရှင်သန်နေရပါစေဖရာသခင်ကို ချီးမွမ်းတတ်သောသူများဖြစ်စေဖို့ယံထွက်ဖရာရှင်တွင်တင်တော်မူပါသာသမီတို့သည် ခက်ခဲခြင်းတွေပင်ပန်းခြင်းတွေဆိုးရုံမှုတွေထဲမှာရှင်သန်ရတော်ညာလည်းပဲဖခါရဲ့ကောင်းမြတ်ခြင်းများကိုပြင်လေပြီးတော့မှရည်တွက်ချီးမွမ်းနိုင်တော်သူများဖြစ်စေဖို့ဖခါရှင်သာသမီတို့ကိုတွင်တင်တော်မူပါသူနည်းတူစွာပဲသာသမီတို့ရဲ့ဘဝအတ္တတာမှာခရစ်တော်အားဖြင့်ခံရတဲ့ဒုက္ခဆင်းရဲတွေကိုရင်ဆိုင်ရတဲ့အခါ၌ပင်လင်ဖခါခင်ကိုပထနာပြု၍ချီးမွမ်းတည်ဆူတော်သူများဖြစ်စေဖို့ရန်တွင်လေပဲဖခါရှင်သာသမီတို့ကို

သာဝရဖျားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေတော်သာဝရဖျားသည်တင့်ကိုမျောကြည့်၍ချမ်းသာပြေတော်မူပါစေတော်တမိတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ကျေစုကျေစုသည်တင်းတို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော် Amém.